မွန်ပြည်နယ်တန်ဖြူစင်ရဲမြို့နယ်ထင်းရှုကြည်ရွာနေဒေသခံအမျိုးသားတအုပ်ဟာမေ3ရက်ကတနက်နေ့ပြစ်ခတ်ခံခဲ့ရပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။မေ3ရက်မော်လယ်3:30မိနစ်အခန့်ကတန်ဖြူစင်ရဲမြို့နယ်ထင်းရှုကြည်ရွာ တန်ဖြူစေရဲ့ထင်းရှူကားလန်းနဘေးမှာနေထိုင်တဲ့အသက်40အရွယ်ကိုစိုးတန်းခေါ်တာကြီးဆိုသူဟာ၎င်းရဲ့နေရင်ရှိမှဖွင့်လှစ်ထားတဲ့ဆိုင်ကယ်ပြုပြင်ရေးဆိုင်ရှိမှရှိနေစဉ်ဆိုင်ကယ်3စီးနဲ့တနက်သမား6ဦးရောက်ရှိလာပြီးတနက်အရှိန်နဲ့ပြစ်ခတ်သွားတာဖြစ်တယ်လို့သိရကြောင်းဒေသခံတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးဆိုင်ကယ်စီးလာတဲ့သူတွေကကိုစိုးတန်းကိုတနက်အရှိန်နဲ့ခုနှစ်ချက်လောက်ပြစ်ခတ်သွားတာပါကိုစိုးတန်းကတော့အခင်းဖြစ်တဲ့သူ့ဆိုင်ကယ်ပြင်ဆိုင်အရှိန်မှပဲတနက်တရာရီနဲ့တည်ဆုံးခဲ့ပါရယ် အလောင်းကိုတော့တန်ဖြူစင်ရဲ့ဆင်းရုံကိုတင်ပေးလိုက်ပါတယ်လို့ပြောပါတယ်တနတ်သမားတွေဟာထင်းရှူးကျေးရွာဘက်ကနေစွပလောင်းကျေးရွာဘက်ကိုမော်တော်ဆိုင်ကယ်တွေနဲ့မောင်းနှင်ထွက်သွားကြတယ်လို့ကြားသိရကြောင်းလဲ၎င်းဒေသခံကဆိုပါတယ်။တန်ဖြူစင်ရဲ့မြို့နယ်ထင်းရှူးကျေးရွာနေဒေသခံတအူးဖြစ်တဲ့ကိုစိုးတန်းခေါ်သားကြီးကိုမြေသိလက်နက်ကိုင်အဖွဲ့အစည်းကမြေသိအကြောင်းကြောင့်တနတ်နဲ့ပြတ်သက်သွားတယ်ဆိုတာကိုတော့မသိရသေးဘူးလို့သိရပါတယ်။